မင်္ဂလာပါခင်ဗျာရှမ်းအကူမီဒီယာကကြိုဆိုပါရစေ။အခုရောက်ရှိနေတာကတော့ချမ်းပြည်နယ်လက်ချင်ရဲ့အကစားရုံမှာဖြစ်ပါရစေ။2025ခုနှစ်ပိုင်းဒေသကြီးပြည်နယ်စဉ်အတက်25နှစ်အောင်မြို့တာမြို့သမီးဘောလီဘောပြိုင်ပွဲကိုချမ်းပြည်နယ်ကအေဂျင်ဖြစ်လက်ခံကျင်းပတော့မှာဖြစ်ပါရစေ။2025ခုနှစ်တိုင်းဒေသကြီးပြည်နယ်အမျိုးသားအမျိုးသမီးဘောလီဘောပြိုင်ပွဲကိုဇွန်လ3ရက်နေ့မှ12ရက်နေ့အထိရှမ်းပြည်နယ်မှာအေရှင်အဖြစ်စီကားတိုက်မြိတ်စွာကျင်းပတော့မှာဖြစ်ပါရစေ။2025ခုနှစ်တိုင်းဒေသကြီး ြင်ပြည်နယ်အမျိုးသားအမျိုးသမီးဗောလီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုယနေ့ဇွန်လ3ရက်နေ့တွင်ကျင်းပခဲ့ရာအာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျန်ဖန်းတော်ကြောင့်တန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဌာနဆိုင်ရာများအာကစားသမားများနှီးပြများနှင့် ပြိုင်ပွဲလာအပြိတ္တများကတက်ရောက်အားပေးခဲ့ကြပါသည် အခမ်းအနားပြီးတွင်အမျိုးသားဗော်လီဘောပြိုင်ပွဲများကိုစီကားတိုက်မြိတ်စွာကျင်းပပြုလုပ်ခဲ့ပါသည်ထို့သူကျင်းပရာပြိုင်ပွဲမှာရှင်ပြိုင်မဲ့အာကစားသမားများနှင့်နီးပြများရဲ့စကားသံများကိုယခုလိုပဲကြားသိရပါတယ်ရှင်ဟုတ်ကျွန်တော်တော့ဟိုဟာရန်ကုန်တိုင်းအသင်းနီးပြမျက်စောတော်ပြပါလားခင်ဗျအခုကြောင်ကြီးကိုရောက်တဲ့အချိန်နဲ့ကျွန်တော်တို့ဆက်ဆက်အရာတော့အဆင်ပြေပါတယ်ဗျအခုကျွန်တော်လာရောက်ရှင်ပြိုင်တဲ့အတွက်ကြောင့်ကျွန်တော်ရန်ကုန်တိုင်းကတော့ပထမတော့မှန်းသားပါတယ်ခင်ဗျ ကျွန်တော်တော့မင်းခံအောင်ပါရန်ကုန်အသိမ်းရပါဗျခင်ဗျားတော့မရှိပါဘူးဆရာလေးကဆက်ကောင်းဖြစ်စီနေတယ်အကောင်းဆုံးအဆင်ပြေပါတယ်ဘလို့ဆိုလဲတလားလောက်ကန့်နေတယ်ကျွန်တော်ဒီပြန်ဝင်လာတိုင်းဖြစ်ပါတယ်ကျွန်တော်အကောင်းဆုံးကစားပြီးတော့ပထမရောက်အောင်လို့ဆုံးသက်တာပါဗျကျွန်တော်နာမည်ကတော့အဲဦးလူဝင်ဖြစ်ပါတယ်မူကြီးနယ်ကိုသားပြုမိဘချုပ်ဖြစ်ပါတယ်အဲဒီရှမ်းပြည်နယ်ကိုလာပြန်တောင်ကြီးကိုလာပြန်ရတဲ့ဘာအခက်အခဲမှမရှိပါဘူးအားလုံးအဆင်ပြေပါတယ်အဲကျွန်တော်တို့ရဲ့ရည်မှန်းချက်ကတော့ပန်းတိုင်းဒီပထမဒီဖြစ်နေပြီပါလို့အားမိတာပါ